ဒီပစ္စည်းကနီဟွန်ဂိုတေဂျပန်လို NAN desu ka ပါလေပေါ့ဒီပစ္စည်းဆိုတော့ ठी ကိုညွန်ပြထားတာပေါ့เนาะဒီ ठी ကိုဂျပန်လိုဘလို့ပြောတယ်လေတဲ့ကောင်းမလေးကပြန်ဖြေပါတယ်เนาะ ठी ကိုဂျပန်လိုကတော့ kasa das kasa ကတော့ ठी das ကတော့ဖြစ်သည် ထီးလို့ခေါ်ပါတယ်ပေါ့နော်ခါဆလို့ခေါ်ပါတယ်လို့ကောင်မလေးကပြောလိုက်တာဒါပေမဲ့ကောင်လေးကတေချာမကြဘူးတေချာမကြတဲ့အခါမှာနားမလဲတဲ့အခါမှာဂျပန်လိုဘလို့ပြန်မီးလို့ရတယ်လေအဲ့တော့ကောင်လေးကတေချာမသိတဲ့အတွက်ကြောင့်ဆူမီမာဆန်အာနာပါတယ်မိုစကိုရှိနောက်ထပ်နည်းနည်းယူကူရီဖြည်းဖြည်းချင်းအစ်တဲခူတာဆိုင် ောပေးပါနောက်ထပ်နည်းနည်းဖြည်းဖြည်းပြောပေးပါဆိုပြီးတော့မှကောင်လေးကပြောလိုက်တာပေါ့နော်အဲ့ဒီအခါမှာကောင်မလေးကခဆပေါ့နော်ဒီ ठी ကိုဘလို့ဂျပန်လိုအတန်ထွက်လဲဆိုတော့ ခဆဆိုပြီးတော့ပြပြလိုက်ပါတယ်အဲ့ဒီခါမှာကောင်းလေးကကြတော့နားလည်သွားပြီဖြစ်တဲ့အတွက်ကြောင့်အာရီဂါတိုဂိုဆိုင်မက်စ်ဂျေဆုအများကြီးတင်ပါတယ်လို့ပြောလိုက်တာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဆီယမ်မကျောင်းသားတွေကကိုမသိတဲ့စကားလုံးကိုနားမလည်တဲ့ခါကျရင်ဂျပန်လိုဘလူးသုံးအောင်မလဲပို့ပြီးတော့မှနားလည်လာမယ်လို့ထင်ပါတယ်ဒီအပြန်အလှန်စကားပြောလေးတွေကိုပေါ့နော်လေ့လာထားဖို့ကြက်ထားဖို့လိုအပ်ပါတယ်နော်